မင်္ဂလာပါ The One Sport ပိတ်သက်ဒီအားလုံးလည်းမင်္ဂလာပါယမနေ့ကချန်ပီယံလိရဲ့ဆက်ချောက်တဲ့အဆင့်ဒုတိယကြောပွဲစဉ်တွေအထုတ်ရင်ဆိုင်စားလို့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါလိမ့်ဘာစီလိုနာနဲ့ဘင်မီကာဘာစီလိုနာအသင်းကဘင်မီကာအသင်းကို3ဂိုးကိုနဲ့အနိုင်ရရှိခဲ့ပြီးနှစ်ကြောပေါင်းရလဲ4ဂိုးကိုနဲ့အနိုင်ရရှိခဲ့ပါလိမ့်သူတို့ဟာဒီနေ့ရာသီချန်ပီယံလိကွန်နာဖိုင်နယ်ကိုတက်ရောက်နိုင်တဲ့ပထမအဆုံးအသင်းလည်းပဲဖြစ်ပါလိမ့်ပြီးတဲ့ဘတ်တုံကပထမကြောမှာဒီဂိုးကိုမရှိနဲ့ဥဆောင်ထားတဲ့ဘာစီလိုနာအသင်းဟာ အိုလမ်ပစ်ခွဲမှာလည်းရော်ဘင်ညာရဲ့အတွင်းကုန်းကိုရာမင်ရဲ့အတွင်းကုန်းကိုနဲ့အနိုင်ရရှိခဲ့ပြီးနောက်ဆက်ကိုတက်ရောက်သွားခဲ့တာလည်းဖြစ်ပါလိမ့်။နောက်ဆက်မှာတော့ဘာစီလိုနာအသင်းကဒေါ်မွန်ဒါမမိုလိုင်လီယာအသင်းနဲ့တွေ့ဆုံရမှာလည်းဖြစ်ပါလိမ့်။လာမင်ရာမင်ကတော့ချမ်ပီယံလိဂ်တမိုင်းတစ်ချောင်းတပွဲထဲမှာဂိုသွင်းယူခြင်းနဲ့ဂိုးပန်နီပေးခြင်းနှစ်ခုစုံကိုပြုလုပ်နိုင်တဲ့အသက်ငယ်ဆုံးဇာမတစ်ယောက်ဖြစ်လာပါလိမ့်။သူက16နှစ်နဲ့241ရက်နဲ့ဖြစ်လာတာလည်းဖြစ်ပါလိမ့်။နောက်ကွာတာဖိုင်နယ်မှာထိတဲ့တွေ့ဆုံနေကြတဲ့ဘိုင်ယန်နဲ့အင်တာမီလန် ဟာရဂိန်းရဲ့အတွင်းကုန်းနဲ့ဒူဘိုင်းမနီရဲ့အသင်းဟာဂျမနီကလီဘောင်စင်အသင်းကိုနှစ်ဂိုးကိုမရှိတဲ့အနိုင်ရရှိခဲ့ပြီးဂျမနီကွာလာဖိုင်နယ်ကို600သီးဇက်လိုက်တက်ရောက်သွားခဲ့တာဖြစ်ပါလိမ့်။ဆက်ရောက်တဲ့အစီအပထမကြော့တုံးက3ဂိုးကိုမရှိတဲ့ဥဆောင်နိုင်ခဲ့တဲ့ဘိုင်းယန်မနီအသင်းဟာဟာရဂိန်းအဖွန်ဆိုဒေးဗစ်စတိုရဲ့ဂိုးတွေနဲ့အနိုင်ရရှိခဲ့တာလည်းဖြစ်ပါလိမ့်။ဒါကြောင့်လက်ရှိဘွန်နက်စတီကချန်ပီယံလီဘောင်စင်အသင်းကိုနှစ်ကြော်ပေါင်းရလဲ9ဂိုးကိုမရှိတဲ့အနိုင်ရရှိခဲ့ပြီးအင်တာမီလန်အသင်းနဲ့ကွာလာဖိုင်နယ်မှာရင်ဆိုင်ရမှာလည်းဖြစ်ပါလိမ့်။အင်တာမီလန်အသင်းကတော့ဖေနူအသင်းကို2ဂိုးတကူနဲ့အနိုင်ရရှိခဲ့ပါလိမ့်။ ဒါကြောင့်ပေါင်းရလဲလေးကိုကူနဲ့ချန်ပီလီဆိုင်ချောင်းတင်အဆင့်ကနေကွာတော့ဖိုင်နယ်ကိုအေးအေးဆေးဆေးပဲတက်ရောက်နိုင်ကြတာလည်းပဲဖြစ်ပါတယ်။ဆိုတော့အီတလီချန်ပီယံနေရာဘိုင်းမနီအော်သင်းနဲ့ချန်ပီလီကွာတော့ဖိုင်နယ်မှာထိတဲ့တွေးဆုံတော့မှလည်းပဲဖြစ်ပါတယ်။နောက်ဆုံးစိတ်ဝင်စားစရာကောင်းတာကတော့လီဗာပူးအသင်းနဲ့ PSG အသင်းပဲဖြစ်ပါတယ်။ပထမအကြောင်းက PSG ကမာဒဂိုကိုမရှိနဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒူရီယာကျွန်းမှာတော့ဒမ်ဘလီရဲ့ဆန်နမင်းအတွင်းကိုလည်းလဘဘူးအသင်းကို BSD အသင်းကအိုးဆောင်ခဲ့တာလည်းပဲဖြစ်ပါတယ်။ပီနယ်တီထိရောက်ရှိသွားခဲ့ပြီးပီနယ်တီရဲ့ဆုံးဖြတ်မှာ၄ဂိုးကိုနဲ့၂သင်းကြာကအာသင်းစီအောင်၁၆သင်းရှုံးတဲ့ပွဲစဉ်ကိုနိုင်ရရှိခဲ့ပြီးချန်ပီယံလိဂ်ကွာလာဖိုင်နယ်ကို BSD အသင်းတို့တက်ရောက်ရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ဒေဗီနယ်ဒီဆုံးဖြတ်မှာဂိုသမားဒိုနာရာမန်ကဒါဝန်နူးနဲ့ကာဒေဂျုံးတို့ရဲ့ပီနယ်တီကိုလက်ဆွမ်းပြကာကွယ်သွားနိုင်ခဲ့ပြီးဒီညရဲ့သူရဲကောင်တစ်ယောက်လည်းပဲဖြစ်လာခဲ့ပါတယ်။ ဂျာမနီလောက်ကိုတခါမှမရဘူးတဲ့ BSG အသင်းဟာစတိုမီလာဒါမှမဟုတ်ကလပ်ဘလူးဂျက်အသင်းရဲ့ Quarter Final မှာရည်ရဆိုင်ကစားရမှာလည်းပဲဖြစ်ပါလိမ့်။ဒီဝဲသင်ပြီးမှတော့လဘဘူးတင်းရဲ့နီးပြအာနီစတော့က BSG နဲ့ပွဲမှာလဘဘူးအသင်းကိုကန်ခေခဲ့ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ပြီးတော့ဒီဝဲစဉ်ဟာသူရင်ဆိုင်ကတဲ့များအကောင်းဆုံးပွဲစဉ်တွေဖြစ်တယ်လို့လည်းသူကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ပြေကြတဲ့ပရမအကျောင်းတော်က BSG အသင်းကပွဲကိုလွှမ်းမိုးစားနိုင်ခဲ့ပေမဲ့ အင်ဂွေမာလီယောရဲ့နောက်ကျအနိုင်ကိုကြောင့်ဒိုးကြနေတွေနိုင်ရရှိခဲ့ပြီးအန်ဖီကိုတကောကောမရှိဆိုတဲ့အရှုံးနဲ့ရောက်လာခဲ့တာဖြစ်ပါလိမ့်ဒီနေ့မှာတော့ဒီအချိန်လေးတွေအပြောင်းအလဲဖြစ်ခဲ့ပြီးတမ်လီရဲ့7မိနစ်အဖွင့်ကိုအပြီးလဘောကအတင်းတို့အဆုံးသက်အားနဲ့ချက်ကိုအာနီစတော့စိတ်ပြက်လက်ပြက်ဖြစ်ခဲ့ရပါလိမ့်။အဲဒီနောက်ဒေါ်နာရမ်မန်ကဒါဝင်နက်စ်ကာတီဂျုံပီနေဒီကိုကာကွယ်နိုင်ခဲ့ပြီးတော့ BSD ရဲ့အတင်းဟာပီနေဒီအဆုံးဖြတ်မှာ၄ဂိုးတကူနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ကျွန်တော်ရင်ဆိုင်ခဲ့တဲ့မြဘောလုံးပွဲစဉ်တွေထဲမှာတော့ဒီပွဲစဉ်ဟာအကောင်းဆုံးပါပဲသူတို့ပြင်ပြီးကြတဲ့ဘန်နန်ထန်းရှင်တော့မယုံနိုင်လောက်အောင်ကိုစွမ်းဆောင်နိုင်ခဲ့ပါလိမ့်ဘောလုံးပွဲကနေလိုချင်တဲ့အရာတွေအားလုံးပါဝင်ခဲ့ပါလိမ့်လဘဝီရဲ့အမြင်အရာမိနစ်60ပြည့်မှာအနည်းဆုံးသိရလကိုလိုချင်မိခဲ့ပါလိမ့်ကျွန်တော်တို့ကအခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်ဒီနောက်မှာတော့တကူခုမရှိတဲ့ရှုံးနေသွားပါတယ်ပြီးကြတဲ့ဗန်ပြီးကျွန်တော်တို့ကန်ခေခဲ့တယ်လို့ဆိုရမှာပေါ့လဘောတင်ရပွဲစဉ်9ပွဲဆက်အနိုင်ရရှိပြီးတော့ပုံစံသစ်ချန်ပီယံအုပ်စုအဆင့်မှာထိုက်ဆုံးကနေရပ်တည်ခဲ့တဲ့အသင်းလေးပဲဖြစ်ပါတယ် အုပ်စုထိန်းသောကယက်တီထားတာကဘလောက်အထိအကျိုးရှိစေလဲဆိုတော့ကိုနေပြအောင်လို့ဆိုတော့ကမေကွန်ထုတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဥရောပကိုထင်ကြီးစေတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့တွေချန်ပီယံလိကထွက်သွားရပါလိမ့်။ဒါပေမဲ့နောက်ဆက်မှာ BSG အသင်းနဲ့ရင်ဆိုင်ရရင်တော့အုပ်စုအဆင့်လီစီယာမှာပရမနဲ့ပိတ်သိမ်းနိုင်တာကဘလောက်တန်ဖိုးရှိလဲဆိုတော့ကိုထည့်သွင်းစဉ်းစားရမယ့်အရာပါလို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ ထားခဲ့ရတာကတော့ရှော့ရစရာပါပဲပြီးတဲ့ရာသီကကျွန်တော်တို့ချန်ပီယံလိမှာမပါဝင်ခဲ့ဘူးလို့ကျွန်တော်ပြောနိုင်ပါတယ်လွန်ခဲ့တဲ့2ရာသီကအင်ကွင်းမှာ9ဂိုး2ဂိုးနဲ့ရှုံးပြီးမတ်ထရီကြောင့်လက်ပြခဲ့ရပါတယ်ထွားရမယ်ဆိုရင်လည်းဥရောပရဲ့အကောင်းဆုံးသတင်းထက်ကတသင်းနဲ့ရင်ဆိုင်ပြီးကျွန်တော်တို့လောက်ခဲ့တဲ့လိုမျိုးတိုင်ဘက်ဝင်ပြီးပြိုင်ဘက်ကနေပြန်လည်ခဲ့ပါလို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါတယ် လောင်းတဲ့အောင်ချန်ပီယံလီကနေထွက်ခွာရောင်းမနေတူပြည်တွင်းဖလားတွေအတွက်သာအာယုံဆိုင်ရတော့မှလည်းဖြစ်ပါလေ။သူတို့ကဒင်းဝင်နေမှာတော့ဝင်းမလီကွင်းမှာနေကောဆယ်အသင်းနဲ့ကာဘွန်ဖလားဘလူးပဲရည်ရန်ဆန်စားရဖို့ရှိပါလေ။ပရီးမီယံလီမှာလည်း15မိနစ်သူတို့ဟာအမှတ်ပေးစရာကိုဦးဆောင်ထားတာလည်းဖြစ်ပါလေ။ငါးနှစ်ကြာဆူလာလက်မှတ်ကိုအဆုံးသတ်ဖို့အတွက်အလွန်နှီးဆက်နေပြီဆိုတဲ့စာလီပါ။အာဆယ်ရဲ့နောက်ခံစားမဆာလီပါကကလပ်ပါငါးနှစ်ကြာဆူလာလက်မှတ်ဖြစ်နေမှုကိုအဆုံးသတ်ဖို့အလွန်နှီးဆက်နေပြီဖြစ်ကြောင်းဖွင့်ရပြောဆိုလာပါရီ။ အာဆန်တင်းကတော့ဒီနေ့ညမှာအမေရိကန်မှာ Champions League 16တင်းချုံးတွယ်အဆင့်ဒုတိယကျောက်ဝယ်စဉ်အဖြစ် PSV တင်းနဲ့ ESN ရမှာလည်းပဲဖြစ်ပါလိမ့်။သူတို့ကပထမကျောက်လုံးကခုနှစ်ခုတခုနဲ့နိုင်ရောက်ရှိကြတာဖြစ်ပြီး Quarter Final ကိုတက်ရောက်နိုင်ဖို့အတွက်တေချာသလောက်ရှိနေတဲ့အနေအထားလည်းပဲဖြစ်ပါလိမ့်။ပြည်ထောင်ကလူစားလီဘာကအာဆင်နယ်အသင်းရောက်တာမှာအဆုံးချန်ပီယံလိဆူပလာဆုကူနန်ယီကူညီလိုနေပြီးတော့အခုရာသီမှာပထမဆုံးအခွင့်အလမ်းတစ်ခုပန်းဆိုင်နေတယ်လို့ယုံကြည်နေသူလည်းပဲဖြစ်ပါလေ။စားလီဘာကတော့ ကျောင်းတို့အရန်ကုန်နေစနေပြီလို့ထင်ပါလေဆက်ပြီးတော့ခြေတက်ဖို့ပဲလိုအပ်ပါတော့လေအလုံးလုံးသာရက်လို့လုံးဝမရပါဘူးအရန်နေကပြီးမှဆွေမလာတွေမရယူနိုင်ဘူးဆိုတော့စိတ်ထဲမကောင်းစရာပေါ့အလောက်ကပဲကြီးမားတဲ့ခြေလှမ်းဖြစ်လာမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေအောင်ဆယ်တဲ့ BSB အသင်းကိုကြော်ဖြတ်နိုင်မယ်ဆိုရင် Champions League Quarter Final မှာ Real Madrid ဒါမှမဟုတ် Atletico Madrid အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါလေဆက်လက်ပြီးတော့ Saliba က လူတိုင်းချမ်မလီရောက်ကြနေတာပေါ့ဒီပြိုင်ပွဲရောက်ရဖို့ခက်ခဲတဲ့ပြိုင်ပွဲလည်းပဲဖြစ်ပါလေဘာမှမဆိုဖြစ်လာနိုင်ပါတယ်လို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလေချမ်မလီစံချိန်သေးတစ်ခုထပ်မံရေးထိုးလာတယ်ဟာရီကိန်းပိုင်မနေတဲ့ဒါဆက်ဇာမဟာရီကိန်းဟာလေဘောင်စင်တဲ့ကိုနှစ်ကြောပေါင်းရလဲငါးကိုကိုမရှိနဲ့အနိုင်ရရှိတဲ့ချန်ပီယံ၁၆တွင်ရှုံးတဲ့အဆင့်ပွဲစဉ်မှာဂိုးသွင်းယူပြီးတဲ့နောက်တမိုင်းမှတ်တမ်းတဲ့တစ်ခုထိထိုးလာပါလိမ့် အာရီယာယမနီတို့ကလေးပါအစဉ်ကိုဗိုင်မနီအသင်းတို့နှစ်ကိုအကူမရှိတဲ့အနိုင်ရရှိတဲ့ပွဲမှာကိုသွင်းယူနိုင်ခဲ့တဲ့သူဖန်နေမှုနဲ့ပြုလုပ်ပေးနိုင်ခဲ့ပြီးချန်ပီယံကွာတာဖိုင်နယ်ကိုပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါလိမ့်။အသက်30နှစ်ပြည့်ဟာရီကိန်းကဒီကိုးကြောင့်အခုရာသီချန်ပီယံတွင်းကို10ကိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါလိမ့်။ တောအထမလေးတရားတည်တဲ့အတွက်ဆယ်ကိုအထည်သွင်းယူနိုင်တဲ့ပရမအဆုံးဇာမအဖြစ်သမိုင်းမှတ်တိုင်းစိုက်ထူလာသလိုဒီဘက်ပကန်းနဲ့အတူဂိုးနဲ့ဖန်တီးမှုအတိန်90ဒီပြုလုပ်နိုင်တဲ့ဒုတိယမြောက်ဇာမအဖြစ်လည်းသမိုင်းမှတ်တိုင်းစိုက်ထူခဲ့တာလည်းပဲဖြစ်ပါလေ။ဟာလီကင်ကဇာမဘွားတခြားတကူတော်စုရီတာစုခုထားနိုင်ခဲ့ပေမဲ့အသင်းလိုက်စုမလားရရှိခဲ့ဖို့ခြင်းတော့မရှိသေးပါဘူး။ဒါပေမဲ့သူဟာအခုရာသီမှာချမ်ပီယံစုပလာနဲ့ဘွန်ဒက်စ်လီကာစုပလာတို့ကိုဆုတ်ခုနိုင်မဲ့လမ်းကြောင်းပေါ်မှာတော့ရှိနေပါလိမ့်။ အာရီယန93ခုနှစ်စပါးသင်းကနေဗမ်နီယာသင်းကိုပြောင်းလာပြီးနောက်82ပွဲအစားထားရမှာ86ခုတွင်းပြီး23ချိန်ထိဖန်တီးမှုပြုလုပ်ပေးထားတာလည်းဖြစ်ပါလေ။လဘောသင်းတွေထွက်လန်ဇနာအာနိုရဲ့နောက်ဆုံးပွဲလား။လန်ဇနာအာနိုကယမနီတို့က BSD နဲ့အပွဲစဉ်မှာခြေချင်းတရားရရှိသွားခဲ့မှုနဲ့အတူလဘောသင်းတွေနောက်ဆုံးပွဲအစားမှုဖြစ်လာမယ်လို့ပရိသတ်တွေစိုးရိမ်လျက်ရှိနေကြပါလေ။ အသက်26နှစ်ရွယ်လောဘဦးညာတော်ခံလူဟာဘလုံးဖြတ်ထုတ်မှုတစ်ခုပြုလုပ်ဖို့စ조사စဉ်ဆိုးရွားစွာလဲကျသွားခဲ့ပြီးနာကျင်နေကြတာဖြစ်ပါတယ်။တဝါကွင်းနေမှာပဲစေကူသားမှုခံယူနေစဉ်မျက်လုံးကိုအင်ဂျင်နဲ့ဖုံးအုပ်ထားတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။တော်မတက်ရနိုင်ခဲ့ပေမဲ့လမ်းလျှောက်ဖို့ခက်ခဲနေပြီးကွင်းတွေကနေထွက်ခွာဖို့၄မိနစ်အထိအချိန်ယူခဲ့ရတာလည်းပဲဖြစ်ပါလေ။လော်ဒင်းကယမနီကပွဲမှာတကူကိုမရှိနဲ့ရှုံးနေပြီးပီနယ်တီအဆုံးဖြတ်မှာ၄ကိုတကူနဲ့ရှုံးနေပြီးချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပါလေ။ အလဇနာအနွားကယာဒီကုံမှာလဘောအသင်းရဲ့စာချုပ်တန်းကုံဆုံးမှာဖြစ်ပြီးထေချုံဒံရကြောင့်ယာဒီကုံဒီအနောက်ရွာမှာစိုးရင်စရာလည်းပဲဖြစ်နေပါလေတကယ်လို့များဒံရသာပြင်းထန်မဲ့ဆိုရင် BSD နဲ့ဘွဲမှာလဇနာအနိုးရဲ့လဘောဥစားမှာဘောကနောက်ဆုံးစားတဲ့ဘွဲစဉ်တစ်ဘွဲလည်းပဲဖြစ်လာမှာဖြစ်ပါလေလဇနာအနိုးတယောက်တကယ်ကိုရေးပေါနေတဲ့အချိန်မှာပဲဒံရရရှိကြလာလည်းပဲဖြစ်ပါလေလဘောတင်ရလာမဲ့ဒင်းဝင်နေဝင်မလီမှာနေကွာစရာအသင်းနဲ့ကာပေါင်းဖလားပိုလူပဲကစားရဖို့ရှိပါလေ ဒါပေမဲ့ဒီဝိုင်ဂလိုင်းရဲ့ကမ္ဘာလောကချက်စစ်ပွဲစဉ်ကိုတော့လွဲလျှော်လာနိုင်တာလည်းပဲဖြစ်ပါလိမ့်ကျေးဇူးတင်ပါတယ်ဘယ်တဲ့မလို့ကိုစိတ်နဲ့ဖြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ